။နောက်ပိုင်းဒီမှာ online payment app တွေသုံးပြီးတော့မှငွေချေကြရများတယ်။အထူးသဖြင့် KPay ပေါ့။စိုင်းစံအောင်သွားတယ် KPay နဲ့ရှင်းလိုက်တယ်။ KPay account ကိုဒီဝန်ထမ်းအကင်နာရှိသလိုအုံနာအကင်နာလည်းရှိတယ်။ပြလိုက်တဲ့ transaction ကိုတချို့ဝန်ထမ်းတွေဆိုရင်ပုံရိုက်ပြီးတော့မှငွေလက်ခံရသလိုတချို့တွေဆိုရင်ပုံမရိုက်ဖဲနေတော့မှ transaction ကိုကြည့်ပြီးတော့ပဲငွေလက်ခံကြရရှိရပြီးတော့ကြမှာပဲငွေဆက်လိုက်တဲ့အခါမှာငွေလိုနေရာတွေတော့အမောင်းမကိုက်တာတွေတော့ပေါ်လာပါတော့ ဒီမမှန်ကကန်နဲ့ငွေလွှဲလိုက်တဲ့သူအနေနဲ့ကပြဿနာမရှိဘူးဆိုပေမဲ့ AI ကိုသုံးပြီးတော့မှ transaction chain ပြီးတော့လိမ်တဲ့သူတွေအနေနဲ့ကျတော့အဆင်မပြေဘူးပါဒါကိုဘလို့စစ်လို့ရလဲဆိုတော့ကျတော့ဒီ AI ကခိုင်းထားတဲ့ transaction photo မှာကျတော့အဲ့လိုတကယ် asset transaction နဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်စလုံး font size တွေကထူပြီးတော့မှကြီးညာမျိုးတွေရှိပြီးရင်ဒီ amount ရဲ့နောက်မှာ point 3ရ3ရကျန်ရလေးရှိတကယ်တမ်းတော့ကိုယ့်ရဲ့အကောင့်ထဲမှာငွေတကယ်ဝင်ဝင်စစ်ပြီးတော့မှပဲလက်ခံတာအကောင်းဆုံးပဲအရင်ကတည်းကလိန်နှီးမျိုးစုံတွေရရှိပြီးသား ဒါအောင်မှာအခုလိုမျိုး develop ဖြစ်လာတဲ့ခေတ်ကြီးမှာလိန်နီးတစ်တရားပါထပ်တိုးလာတယ်။နောက်ပြီးတော့ AI ကပါ information အမှားပေးလာတာတွေပါကြီးဂျုံမှုကြမှာပါ။အဲ့လိုဂျုံလာတဲ့ခါမျိုးမှာသတိထားတဲ့အချက်လေးတွေကိုဆက်ပြပြပေးမယ်။ AI က online ပေါ်မှာရသမျှ resource တွေကို analyze လုပ်ပြီးတော့မှ variety supervised learning တွေကြောင့်မလို့ powerful ဖြစ်လာတာအားလုံးသိကြမှာပါ။ဆိုလိုချင်တာကွာ Safari တို့ Chrome တို့ကနေပြီးတော့ variety ကိုလိုချင်တဲ့အရာတစ်ခုကိုရိုက်ရှာလိုက်မယ်ဆိုရင် blog တွေ link တွေရဲ့အပေါ်ဆုံးမှာ AI overview ဆိုတဲ့ box လေးအကောင်းဆုံးဥပမာပဲ။ search box ထဲမှာကိုလိုချင်းတဲ့အကြောင်းအရာကိုရိုက်ရှာလိုက်ပြီးဆိုတာနဲ့အဲ့ဒါနဲ့အနည်းဆက်ဆုံး source ကိုသူကလိုက်ရှာလိုက်တယ်။ပြီးသွားပြီဆိုတာနဲ့လိုက်ရှာလိုက်လို့ရလာတဲ့ source ကိုကြတော့ AI က overview လုပ်လိုက်ပြီးတော့ result တစ်ခုထုတ်ပေးတယ်။ဒီ blog link တွေတစ်ခုချင်းစီကိုဝင်ပြီးတော့မှရှာနေစရာမလိုတော့ဘူး။နောက်ပြီးတော့ AI ကရလာတဲ့ source ကို overview လုပ်ပြီးအောင်မှ result ထုတ်ပေးရဆိုတော့လိုချင်တဲ့ information တွေလည်းပြည့်ပြည့်စုံစုံနဲ့ရတယ် အချိန်ကုန်လူပင်မဲ့တက်တာရဲဆိုပေမဲ့ပြဿနာလေးတော့ရှိလူတယောက်ကခီးသွားအေဂျင်စီတစ်ခုရဲ့ဘိုကင်နံပါတ်ကိုကိုကင်ကနေရိုက်ရှာလိုက်တဲ့အခါမှာဆွမ်းတော်နွားပြောတဲ့ AI overview ကနေ official လို့ယူဆတဲ့ contact number ကိုထုတ်ပေးတယ်။အဲဒီ contact number ကိုဆက်သွယ်လိုက်တဲ့အခါမှာကိုယ့်ရဲ့ credit card ကိုအရင်တောင်းတယ်။အဲ့ဒါအပြင် extra fee တွေရောနောက်တော့ကိုယ့်ရဲ့ချက်လက်တွေပါဆက်ပြီးပြောလာတဲ့အခါမှာတန်ရဝင်လာပြီးတော့မှဆက်မပြောဘဲနဲ့ရက်ပစ်လိုက်တယ်။ခဏကြာမှပဲကိုယ့်ရဲ့ credit card ကနေပြီးတော့မှကိုမသိလိုက်ဘဲနဲ့ transaction တွေပေါ်လာတယ်။ အဲ့ဒါကိုသိတဲ့အချိန်မှာကျတော့ blog လောက်တာတွေတို့ refund လောက်တာတွေတို့တန်းပြီးတော့လုံလိုက်နိုင်တယ်ဆိုပေမဲ့တကယ်လို့ရှင်းရှင်းမသိရင်ရောဘယ်လိုလုပ်မှလဲအဲ့လိုအလားတူလိုမျိုးပဲ Reddish မှာလူတယောက် share လုပ်ထားတာကြတော့သူ့ရဲ့လေရင်လက်မှတ်ကိုနာမည်မှားဖြတ်မိထားတာကြောင့်မလို့ content ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ official လိုလိုနဲ့ scan ဖြစ်နေရပြီးတွေ့ရတယ်။အခုပုံထဲမှာဆိုလို့ရှိရင် microsoft.com ဆိုတဲ့ domain ကို amnia မှာ r နဲ့ n နဲ့ဆက်ပြီးတော့မှထင်အောင်ထင်မှားဖြစ်အောင်လုပ်ထားတယ်။ တကယ်လို့တော့ကိုကသတိမထားမိပဲနဲ့ခွာ password reset လုပ်ဖို့အတွက်အဲ့လင့်တွေကိုတော့ဝင်ပြီးလိုက်တယ်ဆိုရင်ကိုရဲ့ account တွေ data တွေအကုန်လုံးပါသွားနိုင်ပါတယ်ဆိုတော့ AI ရဲ့ develop ဖြစ်လာတဲ့အလျောက်သတိထားစရာလေးတွေကိုသိထားဖို့တော့လိုပါတယ်ကိုကြည့်နေတဲ့လူတွေထဲမှာရောကိုကိုယ်တိုင်ကြုံမှုခဲ့တာတွေရောနောက်ထပ်သိကျင်တာရှိရင်ခေါင်းပေါ်မှာပြောသားပေးပါ right ပါ see you in next video